မြန်မာနိုင်ငံသူရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သူရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများပါဝင်တဲ့မြန်မာနိုင်ငံသူရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံတတိဝလံပန်းမှန်နှင့်ဟင်းတိဟိရွယ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှသိရပါတယ်။ လက်ရှိမှာတော့ဒူးရင်တီနှံကိုစိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများပါဝင်တဲ့တိုင်းဒေသကြီးနယ်ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေကိုဖွဲ့စည်းလျက်ရှိပြီးဒူးရင်တီရဲ့အသီးကထွက်တဲ့တနင်္သာရီတိုင်းဒေသကြီးအပါဝင်တိုင်းနယ်ပြည်နယ်ခုနှစ်ခုအထိအစိုးရအဖွဲ့များထူထောင်ကောင်းမြန်မာနိုင်ငံဒူးရင်စိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသင်းကိုဖွဲ့စည်းသွားမယ်လို့ဆိုပါတယ် မြန်မာနိုင်ငံသူရဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းပေါ်ပေါက်လာဖို့အတွက်လွန်ခဲ့တဲ့၃နှစ်ခရဲကဆောင်ရွက်ခဲ့တာဖြစ်ပြီးလက်ရှိမှာရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာသူရဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့များကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ြိပစည်းကွက်ရရှိထားတဲ့သူရင်တီနန်ကိုမီအိုဖလာစိုက်ပျိုးနီးစနစ်မှစိုက်ပျိုးရေးဆိုင်ရာအလျက်ကျန်ကောင်းများစနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးထုတ်လုပ်သင်ပို့သွားမယ်လို့သိရပါတယ်ရှင်။